မင်္ဂလာပါခင်ဗျာ Daily Dose Computer မှာကြိုဆိုပါရစေကျွန်တော်အမင်နိုင်ပါဒီနေ့ကျွန်တော်သင်ကြားပေးခြင်းတဲ့သင်ခန်းစာလေးက Microsoft Word မှာအရင်ကိုအသုံးဝင်တဲ့ Paragraph Formatting လေးကိုသင်ကြားပေးခြင်းတာဖြစ်ပါတယ် ကျွန်တော် Microsoft Word မှာအလုပ်တွေလုပ်တဲ့ခါလေးမှာဒီစာတွေရိုက်တဲ့ခါလေးမှာ paragraph formatting ကိုမဖြစ်မနေနဲ့တည်ထားတင်တာဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်ဒီသင်ခန်းစာလေးမှာဒါလေးကိုကျွန်တော်အသေးသေးလေးပြပြပေးသွားမှာဖြစ်ပါတယ်။ယခုသင်ခန်းစာလေးကတော့ကျွန်တော်ရဲ့ Microsoft Word Special Online Course လေးနဲ့ Community Business Online Course တို့မှာသင်ကြားရတဲ့သင်ခန်းစာတွေတစ်ခါတစ်ခုလည်းပဲဖြစ်ပါတယ်။ဟုတ်ပြီအားလေးကိုကျွန်တော်နားလဲတော့လို့ဥပမာလေးနဲ့တကွစပြီးတော့မှကြည့်မယ်ပေါ့နော်။ paragraph format တင်မှာဆိုရင်ကျွန်တော်တို့ပါလေးလေးပါမလဲဆိုတော့အများကြီးတော့ရှိတယ်ဒါပေမဲ့ဒီသင်ခန်းစာလေးမှာတော့ကျွန်တော်အဓိကအကြောင်းအရာ၅ခုကိုကျွန်တော်ထုတ်လုပ်ပြီးတော့မှပြပြပေးသွားမှာဖြစ်ပါတယ်ဒီအကြောင်းအရာလေး၅ခုပေါ့နော် alignment လေးတွေပါမယ် line spacing လေးတွေပါမယ်ပြီးတော့ shading တွေပါပါမယ်ပြီးတော့ number range တွေပါမယ်ပြီးတော့ bullet တွေပါမှာဖြစ်ပါတယ်ဟုတ်ပြီအားလေးကိုကျွန်တော်စာပြီးတော့မှကြည့်ပါမယ်အဲ့တော့အရင်ဆုံးကျွန်တော်ဒီမှာစာပိုက်လေးရိုက်ထားတာရှိပါတယ်စာပိုက်လေးကိုတွားလိုက်ပါမယ်ပထမဆုံးကတော့ကျွန်တော် alignment ကိုစာပြီးတော့လေ့လာမယ်ပေါ့နော် ပထမဆုံးကျွန်တော်ဒီမှာစာပိုင်းနှစ်ပိုင်းရှိပါတယ်အပေါ်မှာတစ်ပိုင်းအောက်မှာတစ်ပိုင်းရှိတယ်ပေါ့နော်အဲ့ခါမှာကျွန်တော်ကဒီအပေါ်ကစာပိုင်းလေးကိုကျွန်တော်တို့က alignment ကိုပြင်ကျင်နေဆိုပါစို့ alignment ဆိုတာကဘယ်လိုမျိုးလဲဆိုတော့စာရဲ့ကျွန်တော်အနေအထားကိုပြောတာဖြစ်ပါတယ်ဒီစာပိုင်းလေးထဲမှာကျွန်တော်စာကြောင်းအလုံးပေါင်း၄ကြောင်းရှိတယ်ပေါ့နော်ဒီစာပိုင်းတစ်ပိုင်းလုံးကိုကျွန်တော်တို့က alignment ကိုစာလေးတွေကိုကျွန်တော်တို့က alignment ကိုဘယ်ဘက်ကိုကပ်ပြီးတော့မှညိုင်ပါလားညဘက်ကိုကပ်ပြီးတော့မှညိုင်ပါလားအလဲကောင်စက်တာမှာထားပြီးတော့ညိုင်ပါလားပြီးတော့ဘယ်နဲ့ညာနဲ့ညီအောင်ထားပြီးတော့ညိုင်ပါလားဆိုပြီးတော့အမျိုးမျိုးထားလို့ရပါတယ် အဲ့လိုမျိုးကျွန်တော်တို့က alignment လုပ်ခေါ်တာဖြစ်ပါတယ်အဲ့ခါမှာကျွန်တော်ကဒီပထမစာပဲကိုပြင်ချင်နေဆိုရင်ပထမစာပဲအတွင်းထဲကကြိုက်တဲ့နေရာမှာသွားပြီးတော့မှကာစာလေးချထားတယ်လို့ရပါတယ်။တကယ်လို့ကွာကာစာမချခြင်းဘူးဆိုရင်လည်းပဲတစ်ပိုက်လုံးကိုကျွန်တော်ဒီလိုမျိုး selection ပေးလို့လည်းရပါတယ်။ selection မပေးခြင်းဘူးဆိုရင်တော့ကျွန်တော်ကြိုက်တဲ့နေရာမှာကာစာချထားလိုက်ပါ။ဒီပထမဘက်ကိုပြင်မယ်ဆိုရင်ပထမဘက်ထဲမှာကာစာချထား။ဒုတိယဘက်ကိုပြင်မယ်ဆိုရင်ဒုတိယဘက်မှာကာစာချထားလိုက်ပါ။တကယ်လို့ကွာနှစ်ပိုက်စလုံးကိုပြင်မယ်ဆိုရင်တော့နှစ်ပိုက်စလုံးကိုကျွန်တော်ဒီလိုမျိုးလေး selection လေးပေးပေးရမှာဖြစ်ပါတယ်။ အဲ့ခါမှာကျွန်တော်ကပထမဆုံးအပိုက်ကိုပဲကျွန်တော်ပြင်မယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာပထမပိုက်တဲ့အခါကြိုက်တဲ့နေရာမှာတွားပြီးတော့မှကစားလေးချထားလိုက်ပါမယ်။ချထားပြီးတော့ရတဲ့ကျွန်တော်တို့ဒီ alignment ကိုပြင်ဖို့အတွက်ကဒီ home deck ကိုတွားရမှာဖြစ်ပါတယ်။ home deck ထဲကနေပြီးတော့မှဒီမှာ paragraph ဆိုတဲ့ group လေးရှိပါတယ်။ဒီ paragraph ဆိုတဲ့ group လေးထဲမှာဒီဘောလေးမှာကျွန်တော် alignment ၄မျိုးကိုတွေ့ရမှာဖြစ်ပါတယ်။ပထမဆုံးတစ်ခုကတော့ဒီထိပ်ဆုံးကားလေးပါ။ဒါလေးကတော့ကျွန်တော်က align left လို့ခေါ်တာဖြစ်ပါတယ်။ တို့ကျွန်တော်တို့ shortcut အနေနဲ့သုံးချင်တယ်ဆိုရင်ကြတော့ control နဲ့ l နဲ့ကိုလည်းတွဲပြီးတော့မှနှိပ်လို့ရပါတယ်တကယ်လို့က shortcut ကိုမသုံးချင်ဆိုရင်ဒီမှာလာပြီးတော့လည်းနှိပ်ပြီးတော့မှသုံးလို့ရတယ်ပေါ့နော် align left left ဆိုတာကကျွန်တော်ကဘယ်ဘက်ကိုကပ်ပြီးတော့မှရိုက်တာဖြစ်ပါတယ်အဲ့ခါမှာကျွန်တော်ဒီစာပိုင်းလေးကကျွန်တော်တို့ကဒီ Microsoft Word မှာကကျတော့စာစပြီးတော့မှရိုက်လိုက်ပြီးဆိုတာနဲ့သူက automatic အလိုလျောက်နေနဲ့ဒီမှာ align left ပေါ့နော်ဒီဘယ်ဘက်ကိုကပ်ပြီးတော့မှရိုက်တဲ့ပုံစံလေးနဲ့စပြီးတော့ထွက်လာတာကိုတွေ့ရမှာဖြစ်ပါတယ် ပြီးအဲ့ခါမှာကျွန်တော်ကဒီမှာပထမစာပိုင်းကိုကျွန်တော်က align left ကိုဒီမှာရွေးထားလိုက်တယ်ပေါ့နော်။ရွေးထားလိုက်ပြီးဆိုတာနဲ့သူကစာချောင်းလေးတွေကပေါ့နော်ဒီပထမစာပိုင်းမှာလေးချောင်းရှိတယ်။အဲ့လေးချောင်းသလုံးရဲ့စာလေးတွေအားလုံးကကျွန်တော်တို့ဘယ်ဘက်အချမ်းလေးတွေမှာကြည့်လိုက်ပါဒီဘယ်ဘက်အချမ်းလေးတွေကတင်းကြီးတညာလေးလေးနဲ့ကက်ပြီးတော့မှစာလေးတွေအားလုံးကတင်းကြီးတညာနဲ့ရှိနေတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒါပါကြောင့်လဲဆိုတော့ကျွန်တော်က align left ကိုသုံးထားလို့ဖြစ်ပါတယ်။ဟုတ်ပြီအဲ့ခါမှကျွန်တော်ဒီအလဲကောင်လေးမှာနောက်တဲ့တစ်ခုပေါ့နော်ဒုတိယတစ်ခုကတော့ဒါလေးကတော့စင်တာပဲဖြစ်ပါတယ် စင်တာကတော့သူကတော့ဒီအလဲကောင်းစင်တာကိုအညီထားပြီးတော့မှရိုက်တာဖြစ်ပါတယ်။အဲ့ခါမှာအလိုပဲကျွန်တော်ကပထမစာပိုင်းတွင်ထဲမှာကာစာချထားပြီးတော့မှဒီစင်တာ alignment လေးပေါ့နော်။ဒီစင်တာလေးကိုကျွန်တော်နှိပ်လိုက်မယ်။ဒါမှမဟုတ်ဆိုရင်ကျွန်တော်က shortcut အနေနဲ့သုံးချင်လဲဆိုရင်တော့ control နဲ့ e နဲ့ကိုလည်းတွဲပြီးတော့မှနှိပ်လို့ရပါတယ်။ကျွန်တော်ဒီမှာစင်တာလေးကိုတစ်ချက်လေးရွှေ့လိုက်ပါတယ်။ ရွေးလိုက်ပြီဆိုရင်တော့ကြည်လိုက်ပါကျွန်တော်စာပိုင်လေးကဆွမ်းနာနဲ့မတူတော့ပါဘူးကျွန်တော်တို့ခုနကဆိုတော့ဘယ်ဘက်ချမ်းလေးမှညီနေတာကိုတွေ့ရမှာပါအခုတော့ကျွန်တော်ကဘယ်ဘက်ချမ်းမှမညီတော့ပဲနဲ့ဒီမှာစာပိုင်တစ်ပိုင်လည်းကိုကြည့်မယ်ဆိုရင်တော့ကျွန်တော်စာရွက်ရဲ့အလဲကောင်စင်တာတက်တက်လေးကိုရောက်သွားတာကိုတွေ့ရမှာဖြစ်ပါတယ်အလေကောင်စင်တာကိုကျွန်တော်တို့ကဒီမှာ alignment လေးမှာစင်တာကိုရွေးလိုက်တာဖြစ်တဲ့အတွက်တပည့်ပဲ channel ဒီမှာမညီတော့ဘူး။ညာဘက် channel မညီတော့ဘဲနဲ့အလေကောင်စင်တာလေးမှာဒီလိုလေးရောက်နေတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒါကတော့ကိုနေတဲ့တလို့ထားလို့ရတယ်ပေါ့နော်။ ုတ်ပြီပြီးသားကျွန်တော်တို့ဒုတိယတစ်ခုပြီးသွားရင်တတိယတစ်ခုကကျတော့ဒီတတိယမြောက်ဟောလေးကကျတော့ align right ပဲဖြစ်ပါတယ် align right ကတော့ကျွန်တော်ညာဘက်အချမ်းကိုတင်းကြီးတင်းညာလေးနဲ့ထားချင်တဲ့အခါမှာ align right ကိုတုံးတယ်ပေါ့နော် shortcut အနေနဲ့တုံးချင်တယ်ဆိုရင်နော် control နဲ့ a နဲ့ကိုတွဲပြီးတော့မှနှိပ်လို့ရပါတယ်အဲ့ကမှကျွန်တော်ဒီမှာဒါလေးကိုတစ်ချက်လေးနှိပ်လိုက်ပါတယ် နေလိုက်ပြီဆိုရင်တော့ကျွန်တော်တို့က align align ကိုကျွန်တော်တို့က right ညာဘက်ကိုယူထားတာဖြစ်တဲ့အတွက်ဒီစာပိုက်လေးတွေမှာဆိုရင်စာလေးတွေအလုံးကညာဘက်ခြမ်းလေးမှာဒီညညာလေးလေးဖြစ်နေတာကိုတွေ့ရမှာဖြစ်ပါတယ်။ဘယ်ဘက်ခြမ်းမှာသွားပြီးကြည့်မယ်ဆိုရင်တော့ညညာမှုရှိမှာမဟုတ်ပါဘူး။ဘာကြောင့်လဲဆိုတော့ align right ကိုတုံတာလို့ဖြစ်ပါတယ်။ဟုတ်ပြီ။ပြီးတော့နောက်ဆုံးတစ်ခုပါနော်။နောက်ဆုံးတစ်ခုကတော့ဒီနောက်ဆုံးကတရားလေးဖြစ်ပါတယ်။ဒါလေးကတော့အရင်ကိုအသုံးဝင်တဲ့ညာလေးပါ။သူကတော့ chest defy လို့ခေါ်ပါတယ်။ shortcut အနေနဲ့သုံးကျင်နေဆိုရင်တော့ control နဲ့ g နဲ့ကိုလည်းတွဲပြီးတော့မှနှိပ်လို့ရပါတယ်။လုပ်ငန်းခွင်အတွက် computer ကိုအခြေခံကနေစတင်ပြီးတော့စနစ်တကျနဲ့ကျွမ်းကျန်စွာအသုံးပြုနိုင်ဖို့အတွက် computer basics online class တွေကိုတက်ရောက်နိုင်ပါတယ်။ computer basics online class တွေမှာတော့ Windows 10အသုံးပြုပုံ၊လုပ်ငန်းတစ်ပယ်တိုင်းမှာအရန်ကိုအရေးပါတဲ့ Microsoft Word, Microsoft Excel, Microsoft PowerPoint, Microsoft OneNote, Microsoft Publisher စတဲ့သင်ခန်းစာတွေနဲ့အခြေခံ internet email အသုံးပြုပုံတွေ၊ software download and install အသုံးပြုပုံတွေများစွာအပါအဝင်သင်ခန်းစာ video ပေါင်း 190ကျော်ကို Telegram Channel နဲ့ Facebook Private Group တို့မှာအဆင်ပြေစွာနဲ့စနစ်တကျလေ့လာသင်ကြားရမှာဖြစ်ပါတယ်။မူလတင်တဲ့ကြီး8800ကျပ်အစားယခုလအတွင်းမှာအထူးတင်တဲ့ကြီး4000ကျပ်တဲ့ဖြင့်လက်ခံပေးနေတာဖြစ်ပါတယ်။အထူးတင်တဲ့ကြီးတွေကရဲကန့်တက်လေးတဲ့ရှိတာမို့တင်တဲ့ကိုအမြဲတမ်းတရားဖို့ကိုဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ။ဒီဒီဘက်တော့ကျတော့သူကကျတော့ကျွန်တော်တို့ကစာပိုက်ကိုပေါ့နော်ဘယ်ဘက်ကောညာဘက်ကောတင်းတညာလေးနဲ့ဖြစ်နေတဲ့အခါမှာဆိုရင်တော့ဂျက်စတီဗန်ကိုတုံးပေးရတာဖြစ်ပါတယ်။ ကျွန်တော်တို့တွေဥပမာအနေနဲ့ဂျုံစာလေးတွေရိုက်တဲ့အခါမှာဆိုရင်ခေါင်းစဉ်တို့ဘာလို့ကလွှဲရင်တော့ကျွန်တော်ခေါင်းစဉ်တွေဘာတွေကတော့ကျွန်တော်ကအလဲကောင်စင်တာမှာရိုက်ရတာဆိုတော့စင်တာကိုထားပြီးတော့ရိုက်ပြီးလို့ရတယ်ပေါ့နော်အလုံးပေါ်ပဲနဲ့ကွာအောက်ကစာကိုတွေစာပိုက်အကြီးကြီးတွေကိုရိုက်တဲ့အခါမှာဆိုရင်တော့ justify ကိုထားပြီးတော့မှရိုက်ပေးတင်ပါတယ် justify ကိုထားခြင်းအပြင်ကကျတော့စာလေးတွေကကျွန်တော်တို့တွေကျွန်တော်ပြပြချောင်းညာပဲချောင်းညီနေပြီးတော့မှလှလှပပတက်တက်ရဲ့လေးနဲ့ရရှိမှဖြစ်ပါတယ် ဲ့ခါမှာကျွန်တော်ဒီမှာ chest divine ကိုတုံးမယ်ဆိုရင် chest divine လေးကိုတစ်ချက်လေးနှိပ်ပြီးတော့မှရွေလိုက်ပါတယ်။ရွေလိုက်ပြီးဆိုတာနဲ့ကြည်လိုက်ပါကျွန်တော်ဒီပထမစာပိုင်းလေးကစာလေးတွေကခုနကလည်းမျိုးဘဲဘဲချမ်းလေးကနေတာညာဘဲချမ်းကိုပဲကနေတာမျိုးမဟုတ်တော့ဘဲနဲ့ဒီမှာဘဲဘဲချမ်းမှသွားပြီးတော့ကြည်မယ်ဆိုရင်လည်းဘဲဘဲချမ်းမှစာလေးအလုံးကတင်ကြီးတညာလေးနဲ့ဖြစ်နေတာကိုတွေ့ရမှာဖြစ်ပါတယ်။ညာဘက်ခြံလေးမှာသွားပြီးတော့မှကြည့်မယ်ဆိုရင်လည်းပဲစာလေးလေးအားလုံးညီညာမှုရှိနေတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒါအပကြောင့်လဲဆိုတော့ကျွန်တော် Justin Van ကိုတုံးပြီးတော့မှရိုက်လိုက်လို့ပဲဖြစ်ပါတယ်။ ။ဟုတ်ပြီဒါဆိုကျွန်တော်တို့ဒီမှာအရန်ကိုအသုံးဝင်တဲ့ alignment ၄မျိုးကိုနားလည်သွားမယ်ပေါ့နော်။ဒီတဲကနေပြီးတော့မှကိုစားပေါ်မှာမူတည်ပြီးတော့မှကိုဘလိုပုံစံရိုက်ချင်တာလဲပုံမှာမူတည်ပြီးတော့မှဒီ alignment ၄မျိုးကိုကိုပြောင်းလဲပြီးတော့မှသုံးလို့ရပါတယ်။ဒါတော့ကျွန်တော်တို့တည်ထားရမှာဖြစ်တဲ့ alignment ၄မျိုးပဲဖြစ်ပါတယ်။ဒါကျွန်တော်ဥပမာအနေနဲ့ဒီပထမစာပိုက်တစ်ပိုက်ကိုပဲလုပ်ပြပေးတာဖြစ်ပါတယ်။ဒီလိုကဒီအောက်ကစာပိုက်ကိုပြင်ကျင်နေဆိုရင်လည်းအလိုပါပဲ။အောက်ကစာပိုက်အတွင်းထဲမှာကစားချထားပြီးသွားတဲ့ကိုပြောင်းကျင်တဲ့ alignment ကိုတွားပြီးတော့မှရွေးပြီးတော့မှပြောင်းလိုက်ရုံပါပဲ။ ဂလုကွာကိုရဲ့ဒီမက်ခရိုဆော့ဝက်ဖိုင်နဲ့မှာစာတွေအများကြီးရှိတယ်ပေါ့နော်စာရွက်တွေအများကြီးစာပိုက်တွေလည်းအများကြီးရှိနေတယ်အားလုံးကိုတင်ပြတင်ညာနဲ့ပြင်ကျင်နေဆိုရင်ကြတော့ကျွန်တော်တို့စာတွေအားလုံးကို control နဲ့ a နဲ့ကိုနှိပ်ပြီးတော့မှ selection ပေးလိုက်ပါ control နဲ့ a နဲ့ကကျတော့ဒါနှိပ်လိုက်ပြီးဆိုရင်စာတွေအားလုံး selection ဖြစ်သွားမှာဖြစ်ပါတယ် pp ဆိုတာနဲ့ကျွန်တော်ဒီ home tag ကိုပဲသွားပါပေါ့နော်ဒီ home tag ထဲကနေပြီးတော့မှဒီမှာ paragraph group ထဲမှာဒီ alignment တွေကနေပြီးတော့မှကိုနေတဲ့ alignment ကိုပြောင်းလဲပြီးတော့မှရွေးချယ်ပြီးတော့မှကျွန်တော်တို့တွေတုံးလို့ရပါတယ်ဟုတ်ပြီဒါကတော့ကျွန်တော်စာအားလုံးပြင်တာဖြစ်ပါတယ် alignment လေးကိုရတာပြီဆိုရင်ကျွန်တော်နောက်ထပ်ဒုတိယခေါင်းစဉ်တစ်ခုထပ်ပြီးတော့มาတွားမယ်ပေါ့เนาะဒုတိယခေါင်းစဉ်ကကျွန်တော်ကျွန်တော် line spacing လေးပဲဖြစ်ပါတယ် line spacing ဆိုတာကတော့ကျွန်တော်က line spacing ဆိုတာကဒီစာကြောင်းလေးတွေရဲ့တစ်ကြောင်းနဲ့တစ်ကြောင်းကြားထဲက spacing အကွာအဝေးကိုပြောတာဖြစ်ပါတယ်ဒါကမှကျွန်တော်တို့ဒီမှာစာပိုင်းလေးနှစ်ပိုင်းရှိတယ်။စာပိုင်းမှာဆိုရင်ကျွန်တော်ကစာကြောင်းလေးတွေရှိတယ်ပေါ့နော်။ဒီစာပိုင်းမှာဆိုင်စာကြောင်းက၄ကြောင်းရှိတယ်။အဲ့လိုမျိုးကျွန်တော်တို့စာကြောင်းတစ်ကြောင်းနဲ့တစ်ကြောင်းကြားတဲ့ကအကွာအဝေးလေးကို line spacing လို့ခေါ်တာဖြစ်ပါတယ်။ဒါလေးကလည်းအရင်ကမှအရေးပါတဲ့အရာလေးဖြစ်ပါတယ်။ ဟုတ်ပြီအဲ့ခါမှာကျွန်တော်ကဒီမှာပထမစာပဲကိုပြင်မယ်ဆိုရင်ခုနကလိုပဲပထမစာပဲကို selection ပေးလို့ရတယ် selection မပေးချင်ဘူးဆိုရင်ပထမစာပဲအတွင်းထဲကကြိုက်တဲ့နေရာမှာတွားပြီးတော့မှကာစာလေးချထားလိုက်လို့ရပါတယ်ခါသာချပြီးတာနဲ့ကျွန်တော်က line spacing ကိုပြင်ဖို့အတွက်လာလေပဲကျွန်တော်ဒီ home tab ထဲကနေပြီးတော့ပဲဒီ paragraph group လေးထဲမှာရှိပါတယ်အခုနောက်ကကျွန်တော်တင်ကြားခဲ့ရတဲ့ဒီ alignment လေးမျိုးရှိတယ်အဲ့ဒီ alignment လေးမျိုးရဲ့ဒီဘက်ညာဘက်အချမ်းကပ်ရက်လေးမှာဒီမှာ line and paragraph spacing ဆိုတာလေးကိုတွေ့ရမှာဖြစ်ပါတယ်ဒါလေးရဲ့ညာလေးကိုတစ်ချက်လေးနှိပ်လိုက်ပါ နေလိုက်ပြီဆိုရင်တော့ဒီမှာကနေနေအများကြီးကြာလာပါတယ်ပထမဆုံးက1ကနေစပြီးတော့ကြာလာတယ်ပေါ့နော်1ကနေပြီးတော့မှကျွန်တော်ဒီမှာ 3D ရှိပါတယ်သူကကနေများရင်များသွားတလောက်ပေါ့နော်ကျွန်တော်ရဲ့ဒီ line လေးတွေရဲ့စာကြောင်းလေးတွေတစ်ကြောင်းနဲ့တစ်ကြောင်းကြားတဲ့ကအကွာဝေးကပို့ပို့ပြီးတော့မှကျဲလာတာကိုတွေ့ရမှာဖြစ်ပါတယ် ဒီကလူကဥပမာအနေနဲ့1.5လောက်တုံးကျင်နေဆိုပါဆိုထားတဲ့ကွာဒီမှာ1.5လောက်ကိုကိုရွေးလိုက်မယ်တစ်ချက်လေးကွာကလေးတစ်ချက်နှိပ်လိုက်ပြီဆိုတာနဲ့ကြည့်လိုက်ပါကျွန်တော်ဒီပထမစာပိုင်းအတွင်းထဲမှာရှိနေတဲ့စာကြောင်း၄ကြောင်းစလုံးကကျွန်တော်ဒီကြောင်းနဲ့ဒီကြောင်းကြားထဲမှာပို့ပို့ပြီးတော့မှကျဲသွားတာကိုတွေ့ရမှာဖြစ်ပါတယ် ဒီထက်ပိုပြီးကျဲကျန်နေဆိုရင်ကျွန်တော်ဒီမှာ lion bar grass ဖြစ်နေမှာတစ်ချက်နေလိုက်နေလိုက်ပြီးတော့အကြီးဆုံးကတော့ဒီမှာ3ဖြစ်တယ်ဗောနော်3ကိုကိုသုံးကျန်နေဆိုပါဆို3ကိုကိုတစ်ချက်၄နေပြီးတော့မှရွှေ့လိုက်မယ်ဆိုရင်ကျွန်တော်စားချောင်း၄ချောင်းစလုံးကဂျာထဲမှာ3ကွာဝေးစီညီညံ့ညံ့လေးဖြစ်သွားတာကိုတွေ့ရမှာဖြစ်ပါတယ်ကိုဘယ်လိုထားကျန်နေဆိုတဲ့ပုံမှာမူတည်ပြီးတော့မှ line spacing ကိုကစားလို့ရတယ်ဗောနော်အဘိကွန်3ကအရင်ကျဲတယ်ဆိုရင်ပြန်ပြီးတော့မှပြောင်းကျင်တယ်ဆိုရင်ဒီမှာပြန်ပြီးတော့နှိပ်လိုက်ဥပမာက1လောက်ပဲတုံးကျင်တယ်ဆိုရင်ဒီမှာ1ရှိတယ်1လေးကိုတစ်ချက်လေး ရွေးလိုက်မယ်ဆိုရင်ဒါ1လောက်ပဲဖြစ်သွားတာကိုတွေ့ရမှာဖြစ်ပါတယ်။အဲ့မှာကျွန်တော်ကဒီမှာနှိမ့်လိုက်မယ်ဆိုရင်1ကနေပြီးတော့မှ3 ठी ရှိတယ်။ဒီထက်ပိုပြီးတော့မှကျွန်တော် option တွေကိုအများကြီးထပ်ပြီးရွေးချက်ပြီးတော့သုံးချင်တယ်ဆိုရင်လည်းပဲဒီရောက်လေးမှာ line spacing option ဆိုတာ၄ရှိပါတယ်။ဒါလေးကိုနှိမ့်လိုက်ပြီးတော့လည်းပဲကိုနဲ့သက်သက်လို့ spacing နဲ့ကျန်တဲ့ရာတွေအားလုံးကိုဒီမှာတွားပြီးတော့မှပြင်လို့ရတာဖြစ်ပါတယ်။ဒီကုသင်္ကန်းသားလေးမှာတော့ကျွန်တော်တို့ကအခြေခံလေးလာနေတဲ့သူတွေအတွက်ကျွန်တော်တို့ဒီ ဝေမြပြတာဖြစ်တဲ့အတွက်ကျွန်တော်ကဒီသားလေးကိုအသေးသေးတော့မပြောပြပေးတော့ဘူးပေါ့နော်အသေးသေးပြောလိုက်မယ်ဆိုရင်တော့ဗီဒီယိုသင်တန်းစာကအရင်ရှိသွားမှာဖြစ်ပါတယ်ဒီကလေးက Microsoft Word နဲ့ပတ်သက်ပြီးတော့မှဒီ line spacing နဲ့ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်ပေါ့နော်လုပ်ငန်းခွင်အတွက်တကယ်ကိုရေးပါတယ် Microsoft Word နဲ့တည်တင်းတည်လိုက်တဲ့အရာတွေအားလုံးကိုတနည်းအားဖြင့်ဆွန်နေတာနဲ့သင်ကြားခြင်းနဲ့လုပ်ငန်းခွင်အတွက် Microsoft Word ကို signature နဲ့ကျွမ်းကျင်စွာနဲ့တက်မြောက်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ Microsoft Word Special Online Class လေးကိုတက်ရောက်နိုင်ပါတယ်ပုံမှန်သင်တန်းကြီးစာရခုလာအတွင်းမှာသူသင်တန်းကြီး3000ကျပ်ထည့်ပြင်ကျွန်တော်လက်ခံပေးနေတာဖြစ်ပါတယ်ဒါကြောင့်မို့သင်တန်းလေးကိုတက်ရောက် မကိုလည်းဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာဒီနေ့လေးကိုတရားချင်နေဆိုရင်တော့ Didos Computer ဘိုင်းဟမင်းနဲ့ဆိုတဲ့ Facebook Page Messenger မှာတင်ရလို့ရပါတယ်ဒီဗီဒီယိုလေးရဲ့ပုံမှန်ဘာတဖုန်းနံပါတ်လေးကိုလည်းဆက်သွယ်လို့ရပါတယ်အဲ့ဒီဖုန်းနံပါတ်လေးရဲ့ Viber နဲ့ Telegram Channel တို့မှာလည်းတင်ရလို့ရပါတယ်ခင်ဗျာ ကလေးကမက်ကသိန်းစီကပေါ့နော်ဒီကွန်ပျူတာကိုအခြေခံကနေစတင်ပြီးတော့မှလုပ်ငန်းခွင်အတွက်ဒီကွန်ပျူတာကိုစနေညနဲ့ကြောင်းချက်စာအသုံးပြုချင်တယ်ဆိုရင်လည်းပဲကွန်ပျူတာ business online course လေးကိုတက်ရောက်နိုင်ပါတယ်ကွန်ပျူတာ business online course လေးကိုလည်းပဲပုံမှန်သင်တန်းကြီး9800ကျပ်စာရေကူလာအတွင်းမှာထူးသင်တန်းကြီး4000ကျပ်တက်ပြင်လက်ခံပေးနေတာဖြစ်ပါတယ်ဒါကြောင့်မို့သင်တန်းလေးတွေကိုတက်ရောက်ဖို့ကိုလည်းဖိတ်ခေါ်ပါရခင်ဗျာအပိသားဆင်းကျွန်တော်တို့ဒီမှာ line spacing နဲ့ပတ်သက်ပြီးတော့လည်းနားလည်ပါပြီ line spacing ဆိုတာကစာပိုင်းလေးတွေမှာရှိနေတဲ့စာကြောင်းလေးတွေရဲ့ကြောင်းနဲ့တစ်ကြောင်းကြားထဲကအောက်ကဝေလေးတွေကိုပြောင်းလဲပြီးတော့မှအသုံးပြုတာဖြစ်ပါတယ် ဒါလေးကိုရတာပြီဆိုရင်တော့ကျွန်တော်တို့တတိယမြောက်ခေါင်းစဉ်ကိုသွားပါမယ်။တတိယခေါင်းစဉ်လေးကတော့ကျွန်တော်တို့ paragraph shading ပဲဖြစ်ပါတယ်။ paragraph shading ကလည်းအရင်ကမှအသုံးဝင်တဲ့အရာလေးဖြစ်ပါတယ်။ paragraph shading ဆိုတဲ့အတိုင်းပဲကျွန်တော်ဘာလုပ်တာလဲဆိုတော့စာပိုင်းလေးကိုပို့ပြီးတော့မသိတာထင်ရှားသေးဖို့အတွက်အယောင်လေးတွေထည့်တာဖြစ်ပါတယ်။အဲ့ခါမှာကျွန်တော်ပထမစာပဲမှာအယောင်ထည့်ခြင်းနဲ့ဆိုပထမစာပဲကို selection ပေးလို့ရပါတယ်။ selection မပေးခြင်းမူဆိုရင်လည်းပဲချက်တဲ့နေရာမှာသွားပြီးတော့မှကစားလေးချထားလိုက်ပါ။ ဒီကြိုက်တဲ့ထဲမှာကြားထားလို့ရတယ်ပေါ့နော်။ဟုတ်ပြီပြီးသားပြီဆိုတာနဲ့ကျွန်တော်ကဒီ shading လုပ်ဖို့အတွက်ကကျတော့အခုနောက်ကနေရပဲဒီ home deck ကိုပဲသွား home deck ထဲကနေဒီမှာ paragraph group လေးထဲမှာပဲရှိပါတယ်။အခုနောက်ကကျွန်တော်ရဲ့ alignment ရယ်ပြီးတော့ line spacing လေးရယ်ရဲ့ဘေးကရက်မှာပဲဒါလေးရှိပါတယ်။ဒီ save ပုံလေးနဲ့ပေါ့နော်။ဒါလေးကိုကျွန်တော်က shading လို့ခေါ်တာဖြစ်ပါတယ်။ အဲ့ခါမှကျွန်တော်ကဒီမှာရှေ့တင်းမှာဒီဘက်လေးမှာအများလေးပါပါတယ်။အများလေးကိုနှိမ့်လိုက်မယ်ဆိုရင်တော့ကာလာတွေအများကြီးကျလာပါလိမ့်မယ်။ဒီထဲကနေကိုနဲ့တက်တဲ့ကာလာကိုရွေးချယ်လို့ရပါတယ်။ကိုယ်ဥပမာအနေနဲ့ကိုယ့်ရဲ့စားပိုင်လေးကိုအဝါရောင်လေးနဲ့ချဲချင်တယ်ဆိုရင်ဒီမှာအဝါရောင်လေးရှိပါတယ်။ကိုယ်အဝါလေးကိုသဘောကျတယ်ဆိုရင်ကလေးတစ်ချက်လေးနှိပ်ပြလိုက်ရုံပါပဲ။ဒါဆိုရင်ကိုယ့်ရဲ့စားပိုင်လေးကတစ်ပိုင်လုံးကိုအဝါရောင်လေးနဲ့ပြသွားတာကိုတွေ့ရမှာဖြစ်ပါတယ်။ အဲ့လိုပဲကွာဒုတိယပိုင်းလေးကိုတော့နောက်ထပ်တစ်ယောက်နဲ့ပြကြတယ်ပေါ့နော်ဥပမာကိုအပြာလေးနဲ့ပြကြတယ်ဆိုရင်လည်းရပါတယ်။ကိုယ်စားပိုင်းအတွင်းထဲကကြိုက်တဲ့နေရာမှာခါစားချထားလိုက်ပင်နာမှာချက်ချရပါတယ်။ပြီးသွားပြီဆိုတာနဲ့ခုနကနေရာဒီပါရာဂရက်ဂရူတွေကနေပြီးတော့ပဲဒီမှာကျွန်တော်တို့ရဲ့ရှေ့တင်လေးကိုတစ်ချက်လေးနှိမ့်လိုက်ပါ။နှိမ့်လိုက်ပြီးသွားတာနဲ့ကွာအပြာအောင်လေးနဲ့ထားကြတဲ့ဆက်ဒီမှာအပြာအောင်လေးရှိပါတယ်။ကိုကြိုက်တဲ့အယောင်လေးပေါ်မှာကလေးတစ်ချက်လေးနှိပ်ပြလိုက်ရောပါပဲ။ဒါနဲ့ကိုနေရွေးလိုက်တဲ့အယောင်လေးအတိုင်းပဲစားပိုင်းတစ်ဖိုက်လုံးကိုကျွန်တော်တို့ကအယောင်လေးထည့်သွားတာကိုတွေ့ရမှာဖြစ်ပါတယ်။ တကယ်လို့ကအကြောင်းပြန်ပြုတ်ချင်တယ်ဆိုရင်လည်းရပါတယ်ဒုတိယအပိုင်းကိုပြန်ပြီးပြုတ်ချင်တယ်ဆိုရင်ဒုတိယအပိုင်းထဲက ိတ်တင်နေရာမှာကစားချထားလိုက်လုပ်ငန်းခွင်အတွက် Microsoft Word ကိုအခြေခံမှစတင်ပြီးအစဉ်မြင့်ထိကျွမ်းကျင်စွာအသုံးပြုလုပ်သူများအတွက် Microsoft Word Special Class လေးကိုတင်ရောက်နိုင်ပါတယ်ယခုသင်တန်းလေးမှာ Microsoft Word ကိုအခြေခံမှစတင်ပြီးအစဉ်မြင့် level ထိ Unit 6ခုဖြင့်စနစ်တကျသင်ကြားလေ့လာရမှာဖြစ်ပါတယ်လုပ်ငန်းခွင်မှာကျွမ်းကျင်စွာအသုံးပြုနိုင်အောင်စနစ်တကျသင်ကြားပေးထားတဲ့သင်တန်းလေးဖြစ်ပါတယ်သင်ကြားရမယ့်ပုံစံလေးကတော့ Facebook Private Group နဲ့ Telegram Channel တို့မှာသင်ခန်းစာဗီဒီယိုပေါင်း90ကျော်ကိုစနစ်တကျလေ့လာရမှာဖြစ်ပါတယ်မူလသင်တန်းကြီး 6900ကျပ်အစားယခုလအတွင်းမှာအထူးတင်နှံကြီး3000ကျပ်ထက်ဖြင့်လက်ခံပေးနေတာဖြစ်ပါတယ်။အထူးတင်နှံကြီးတွေကရဲကန်းတက်လေးတဲ့ရှိတာမို့တင်နှံကိုအမြဲတမ်းတရားဖို့ကိုဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ။ဒီစေပုံလေးကိုပဲတစ်ချက်ပြန်ပြီးတော့နှိပ်လိုက်ပြီးတော့မှကျွန်တော်ဒီအောက်ဆုံးလေးမှာလိုကာလာစွာလေးရှိပါတယ်။ကာလာလုံးဝပြုတ်ချင်နေဆိုရင်တော့ဒါလေးကိုတစ်ချက်လေးနှိပ်ပြလိုက်ပါ။ဒါဆိုရင်ပြန်ပြီးတော့မှအယောင်လေးပြုတ်သွားတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒါတော့နံပါတ်3ကာလာရှိတ်တင်လေးပဲဖြစ်တယ်ပေါ့နော်။ နံပါတ်3လေးကိုနားလည်သွားပြီဆိုရင်တော့နံပါတ်4လေးကိုဆက်ပြီးတော့မှလေ့လာပါမယ်။နံပါတ်4လေးကတော့ကျွန်တော်အရင်ကိုအသုံးဝင်တဲ့ຢာလေးပါ။ number ring လောက်တာပေါ့နော်။ဘာလို့တာလဲဆိုတော့သူကဒီနံပါတ်စင်လေးတွေတက်တာဖြစ်ပါတယ်။ဥပမာအနေနဲ့ကျွန်တော်ဒီမှာဆိုရင်ကျွန်တော်ဒီနေ့သင်ခန်းစာမှာသင်ကြားရတဲ့ခေါင်းစဉ်လေး9မျိုးရှိတယ်ပေါ့။ဒီ9မျိုးကိုကျွန်တော်ကခေါင်းစဉ်လေးတွေပဲရေးထားတာဖြစ်တယ်။အခါမှကျွန်တော်ကဒီခေါင်းစဉ်လေးတွေရဲ့ရှေ့မှာ number 1ကပါ number 2ကပါဆိုပြီးတော့1 2 3 4ဆိုပြီးတော့တက်ချင်ပါတယ်။ အခါမှာကွာဒီအခုအခြေခံစပြီးတော့မှလေးလာနေတဲ့သူတွေကကြတော့ဘယ်လိုလုပ်တယ်လဲဆိုတော့1လောက်တက်ချင်တဲ့အတွက်ဒီမှာရှေ့ဆုံးမှာကစားချပြီးတော့မှ1ဆိုပြီးတော့မှရိုက်ပြီးတော့မှထည့်လိုက်တယ်ပေါ့နော်အဲ့လိုမျိုး2ဆိုရင်2ဆိုပြီးတော့မှရိုက်ပြီးထည့်တယ်3ဆိုရင်3လို့ရိုက်ပြီးထည့်တယ်အဲ့လိုမျိုးတကယ်ကထည့်တာမလိုပါဘူးကိုရေးချင်တဲ့အကြောင်းအရာတွေကိုတန်းစီပြီးတော့ရေးသွားလိုက်ပါရေးသွားပြီးပြီဆိုတာနဲ့တော့နံပါတ်စင်ကိုအလိုလျောက်တက်ပေးနိုင်တဲ့အရာ Microsoft Word ထဲမှာပါပြီးသားဖြစ်ပါတယ်ဒါလေးကိုကျွန်တော်က number ring လို့ခေါ်တာဖြစ်ပါတယ်ဟုတ်ပြီဒါနဲ့ကျွန်တော် number 1ဘလို့တက်မလဲဆိုတော့ကိုတက်ချင်တဲ့စာတွေအားလုံးကိုဒီမှာ selection လေးပြလိုက်ပါကျွန်တော်၅ခုစလုံးကို selection ပြလိုက်ပါတယ် PP ဆိုတာနဲ့ကျွန်တော် number ရင်းတက်ဖို့အတွက်ဒီ home deck ကိုပဲသွားပါ home deck ထဲရနေပြီးတော့မှ paragraph rule လေးထဲမှာပဲဒီအပေါ်လေးမှာရှိတာဖြစ်ပါတယ်ဒီပေါ်လေးရဲ့ဒီနေရာလေးပေါ့နော်ဒီဒုတိယမြောင်းဟာလေးပါဒါလေးကိုကျွန်တော်က number ring လို့ခေါ်တာဖြစ်ပါတယ်အဲ number ring လေးရဲ့ညာလေးကိုတစ်ချက်လေးနေလိုက်တဲ့အခါလေးမှာရွေးစရာတွေအများကြီးကြာလာတာကိုတွေ့ရမှာဖြစ်ပါတယ်အဲ့ကမှကျွန်တော်ကဒီမှာ1 2 3ဒီမှာအစက်ကလေးနဲ့နော်1 number full store လေးနဲ့ဒါလေးတက်ပါလားဒါမှမဟုတ်ပုံစံတော့ကခွင်းပိတ်လေးပါတယ်ဒါလေးတက်ပါလားဒါမှမဟုတ်ပုံစံကရောမကနန်းနဲ့တက်ပါလား ABCD နဲ့တက်မှလာရွေးကြရတယ်အများကြီးရှိပါတယ်ကိုနဲ့တက်တဲ့ပုံစံကိုရွေးချယ်ပြီးတော့မှသုံးလို့ရပါတယ်ကိုကတော့ဒီမှာ1 2 3ကိုရိုးရှင်းရှင်းပဲတက်ချင်တယ်ဒါလေးတက်ချင်တယ်ဆိုပါစို့ဒါနဲ့ကိုတက်ချင်တဲ့ပုံလေးကိုကလစ်တစ်ချက်လေးနေပြလိုက်ရုံပါပဲဒါဆိုရင်ကြည့်လိုက်ပါကျွန်တော်ရဲ့စာကြောင်း၅ကြောင်းကခုနကလိုမျိုးဒီခဏနေမပါတာမဟုတ်တော့ဘဲနဲ့တော်သူလက်ဘက်စင်လေးလိုလျောက်တက်ပြီးသွားတာကိုတွေ့ရမှာဖြစ်ပါတယ်နံပါတ်စနစ်ကိုထားကြအောင်မလို့ကိုကိုတိုင်းရိုက်ထည့်တာမလို့ပါဘူး Microsoft Word မှာအလိုလျောက်တက်ပေးနိုင်တယ်နံပါတ် range လေးကိုကျွန်တော်တို့ကအသုံးပြုလိုက်ရုံပါပဲ ဒီလိုကမတုံးချင်တော့ဆိုရင်လည်းကိစ္စမရှိပါဘူး။စာလေးအလုံးကိုပြန်ပြီးတော့မှဆက်လက်ရှင်းပြန်ပေးပါ။ပြီးတာနဲ့ဒီမှာ number တွင်းလေးကိုပဲကျွန်တော်တစ်ချက်လေးနှိပ်လိုက်ပါ။နှိပ်လိုက်ပြီးပြီဆိုရင်လည်းလုံအောင်ကိုပြန်ပြီးတော့ဖြုတ်ချင်နေဆိုရင်ဒီမှာကျွန်တော်နန်းစွာလေးရှိတယ်ပေါ့နော်။ဒါလေးကိုကလေးတစ်ချက်လေးနှိပ်ပေးလိုက်ရုံပါပဲ။ဒါဆိုရင် number ring ပြန်ပြီးတော့မှပြုတ်သွားတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒါကတော့ number စင်လေးလေးကိုစင်နေကြတဲ့တက်တာဖြစ်ပါလိမ့်။ လေးကိုရတာပဲဆိုရင်ကျွန်တော်နောက်ဆုံးခေါင်းစဉ်လေးကိုတားမယ်ပေါ့နော်နောက်ဆုံးခေါင်းစဉ်ကတော့ဒီမှာ bullet bullet လေးတွေတက်တာပေါ့နော်သူကတော့တင်ကြတာလေးတွေတက်တာဖြစ်ပါတယ်ဒါလေးကလည်းအရင်ကမှသုံးဝင်တယ်ပေါ့နော်ဒီကတည်းကမှကျွန်တော်ကဒီလိုအကြောင်းအရာအချက်လက်တွေရေးထားတယ်အဲ့ဒါကိုကျွန်တော်က share နေပြီးတော့မှ1 2 3တွေ ABCD တွေအဲ့လိုမျိုးတွေမတက်ချင်ဘူးပေါ့နော်ကိုနေနဲ့တင်ကြတာလေးတွေနဲ့တက်ချင်တယ်တလားပပလေးနဲ့ပေါ့နော်တင်ကြတာပုံစံလေးနဲ့ကွာပြချင်ပါတယ်ဒါဆိုရင်ကိုဘယ်လိုလုပ်ရမလဲဆိုတော့ဒီ Microsoft Word ထဲမှာ bullet ဆိုတဲ့အရာလေးပါပါတယ်ဒီ bullet လေးကိုတက်ပေးရမှာဖြစ်တယ်ပေါ့နော် အဲ့တော့ကိုဒီမှာစားချောင်းကားချောင်းစလုံးကိုတက်မှမလို့ငါးချောင်းစလုံးကို selection ပေးလိုက်ပါတယ်ဘူလက်တက်ဖို့အတွက်ကလည်းပဲဒီ home တက်ထရာနေပြီးတော့ပဲဒီ paragraph glue လေးထဲမှာခုနကကျွန်တော်တက်ခဲ့တဲ့ဒီ number ring လေးရဲ့ဖဲဖဲချိုင်လေးမှာရှိပါတယ်ဒါလေးပေါ့နော်ဘူလက်စွာလေးရှိပါတယ်ဒီဘူလက်လေးမှာအများလေးကိုတစ်ချက်လေးနှိမ့်လိုက်မယ်ဆိုရင်ကြာလာပါလိမ့်မယ်ဒီထဲကနေပြီးတော့မှကိုနေတက်တဲ့ရာကိုရွေးချက်ပြီးတော့သုံးလို့ရပါတယ်ခွာဒီ asset set လေးကြီးကြိုက်တယ်ဆိုရင်ဒါလေးကိုကုသဘောကြရတယ်ဆိုရင်ဒါလေးပေါ်မှာ click တစ်ချက်လေးနှိပ်ပေးလိုက်ပါ ထားစင်ကြည့်လိုက်ပါကျွန်တော်စာကြောင်းလေးတွေရရှိလေးမှာအလုံးလေးတွေနဲ့ရလာတာကိုတွေ့ရမှာဖြစ်ပါတယ်။တခြားတမျိုးပြောင်းပြီးသုံးချင်တယ်ဆိုရင်လည်းဒီမှာ bullet ကိုပဲပြန်သွားကိုပါသုံးချင်လဲအမန်ချစ်ကလေးသုံးပါလားညာလေးတွေသုံးပါလားဒီလိုအတုံးလေးသုံးပါလားကိုနှစ်သက်တာကိုသုံးလို့ရပါတယ်။ကိုဒါလေးသဘောကျတယ်ဆိုရင်ဒါလေးကိုကလစ်တစ်ချက်လေးနေပြီးတော့မှရွေးပြလိုက်ပါ။ဒါနဲ့ကိုရွေးလိုက်တဲ့အတန်လေးပဲရှိလေးမှာ bullet လေးတွေတက်သွားတာကိုတွေ့ရမှာဖြစ်ပါတယ်။ကိုဒီကလေးပူလက်ကိုပြန်ထုတ်ချင်တယ်ဆိုရင်လည်းနံပါတ်တွင်လိုပါပဲဒါတွေအားလုံးကို selection ပြန်ပြီးပြီးတာနဲ့ဒီမှာ bullet ကိုပြန်ပြီးတော့သွားပါ တပီးသွားနဲ့ဒီမှာရှေ့သုံးလေးမှာနန်းစွာလေးရှိတယ်ပေါ့နော်နန်းလေးကိုတစ်ချက်လေးနေပြလိုက်ရုံပါပဲဒါဆိုရင်ကျွန်တော်တထားသမျှဘူလက်တွေအားလုံးပြန်ပြီးတော့မှပြုတ်သွားတာကိုတွေ့ရမှာဖြစ်ပါတယ် ဒါဆိုရင်တော့ရှစ်ခုသင်ခန်းစာလေးမှာကျွန်တော်လေ့လာခဲ့ရတဲ့ paragraph format တင်နဲ့မှာပါဝင်တဲ့အကြောင်းအရာ၅ခုခေါင်းစဉ်၅ခုနဲ့ကျွန်တော်လေ့လာခဲ့ရတာဖြစ်ပါတယ်။ရှစ်ခုသင်ခန်းစာလေးကမျိုးစုရဲ့လုပ်ငန်းကွန်တက်ကြိုးရှင်မလို့ယုံကြည်ပါတယ်။သင်ခန်းစာလေးကကြိုးရှိတယ်ဆိုရင်ဗီဒီယိုလေးကို like လေးနဲ့ခက်ပေးပါခင်ဗျာ။ comment လေးမှာလည်းရေးခက်ပေးပါ။ကျွန်တော် YouTube channel လေးကိုလည်း subscribe လေးလုပ်ခက်ပေးပါခင်ဗျာ။ဒါကြောင့်ရှင်နဲ့နေရလေးကိုမြဲနဲ့ထောက်ရပါဆိုင်နေကြပါစေ။နောက်ထပ်သင်ကြားပေးသင့်တဲ့သင်ခန်းစာလေးတွေမေးခွန်းလေးတွေရှိမယ်ဆိုရင် comment လေးမှာရေးခက်ပေးပါ။ကျွန်တော်ပြန်ပြီးတော့မှဖြေချပေးသွားပါမယ်။အားလုံးကိုစိတ်နှစ်သာကျမ်းမာချမ်းသာကြပါစေခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။